မင်္ဂလာသတင်းကောင်းတွေအများကြီးရှိနေတယ်ဗျ။အာရပါရနားထောင်ပြီးတကလာဘုဘမှာခွေးဆက်ခင်းတဲ့ကိစ္စတွေလည်းရှိနေတည်းရဲ့ပြဿနာတွေတော့တက်နေပြီလားမသိဆိုတော့ဒီနေ့တော့ဘကုညောင်၄ပင်ကြောက်တကားဖြူရံဘုမန္တရအမြန်လန်းဟောင်းမှာတပြိုင်နဲ့တိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့ပါတယ်မြို့သားညညရဲ့အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်အရပြောမယ်ဆိုရင် အမှန်နေစစ်စင်အင်းနေပြတိုက်စစ်ဌာနကိုဘူဝ24ငကရီစစ်ကြောင်းအလောက်ကတက်ရင်အမှတ်3503တက်ရင်တက်ရင်ဖြူပကဖဖြူပကဖဘူဝ25ဘူဝ3902တက်ရင်ကဲနလေစပရင်ဝါရီကလော့တက်ရင် ကနေဒါတရင်ကိုပြော26တော်ဝင်တောင်းတရင်တော်ကြီးကတရင်တို့ပူပေါင်းတိုက်ခိုက်မှုတစ်ခုလုပ်ခဲ့ပါတယ်။ဘယ်နေရာလဲဆိုတော့နေပြည်တော်ရန်ကုန်မန္တလေးအမြန်လမ်းလမ်းဟောင်းဆလမ်25ရက်နေ့ဒီနေ့မနေ့မှာတပြိုင်တည်းဝင်တိုက်ရယ်ဖက်စစ်တပ်20သိရယ်ချင်းနော်စကန်ကိုကိုတခါတည်းတိုက်အဲ့တော့လောလောဆယ်မှာတော့ရန်ကုန်မန္တလေးအမြန်လမ်း ဟောင်းလမ်းတစ်မှာတော့ desert ထိတွေ့မှုတွေရှိနေတယ်။တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဖစစ်တပ်ဟာပိတ်ဆို့ရှာဖွေမှုတွေလောက်တာတွေတွေ့ပြီးလုပ်ပြီးမယ်ပေါ့ဗျာ။အထိကိမ်းရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။ရှင်မျိုးရဲ့တပိုင်းနဲ့ပျောက်ကြားစစ်လက်တပြတ်စစ်ကိုပေါ်ဆောင်နေဆိုတော့အချင်းဒီအကြမ်းမြင်းလို့ကျွန်တော်တို့ပြောလို့ရမယ်။ဒါနဲ့တဆက်ဆက်သေးမှာကန်ဒေါနဲ့ပတ်သက်ပြီး ကျွန်တော်ဒီကနေ့ဂုံပြုငွေ PLA ကို15သိန်းပြည်သူ့တလိုင်းလက်ယုံတက်ကို9သိန်းအခြားတက်တွေကိုလည်းထပ်ဖို့ကျွန်တော်ထပ်ရတာရှိသေးတယ်ဂုံပြုငွေပေးရပွဲအောင်ပွဲရတမှုတက်သားတွေကိုဂုံပြုတာရှင်းပါလေနော်ရှင်းတယ်နော်အောင်ပွဲရတမှုတက်သားတွေကိုဂုံပြုတာဆိုတော့ကျွန်တော်တို့တော်လိုင်းင်းနဲ့ပတ်သက်ပြီးတော့ အချိန်အရရကတော့အဲအားလုံးကြားသိတဲ့အတိုင်းပဲတိုက်တယ်ခိုက်တယ်အောင်မွေးရတယ်မနေ့ကလည်းဒီကပလက်စကန်ကိုရတယ်ဒါတွေဒါတွေရှိပြီးသားဒီမှာမှတက်စင်ဝမ်းသာစရာတခုဂျင်းနဲ့လိမ့်မယ်လို့ယူဆတဲ့တင်တခုပြောပြခြင်းတယ်ဘာလဲဆိုတော့ BBLA တင်နှန်းရှင်းတယ် DPLA တင်နှန်းရှင်းတယ်ဒီကနေ့ MDY PDF တင်နှန်းတာရှင်းတယ်အဲ့တက်သုံးခုလုံးကိုကျွန်တော်တေချာလေ့လာကြည့် ဗီဒီယိုဖျဲကြည့်အဗီဒီယိုဓာတ်ပုံဖျဲကြည့်တာစစ်ပုံကြပြီးစနစ်တကျရှိနေလိုက်တာအင်မတန်အားရကျေနပ်ဖို့ကောင်းတယ်ဘီဘီအလေးဆိုရဲမောင်ဆောင်ခကိုကိမူတက်တန်တန်းရှင်းပွဲမှာဘုရားတော်ဇော်ဝေဆိုးတို့တာဖုံးကျော်တို့တက်တဲ့ပွဲတနေ့က DPL ဆိုတဲ့ဒနုတက်တော့တန်တန်းရှင်းပွဲအဲ့ဒီတန်တန်းရှင်းပွဲမှာလေ TNL ကလက်နက်များကိုတက်ရှင်ပေးတဲ့အတွက်ဒနုရဲ့ ဓနုတက်ရဲ့တာဝန်ရှိလူကကျေးဇူးတင်စကားပြောတာမိသားထပ်ပြီးဒီနေ့ MDY PDF ရဲ့အထူးကွန်မန်ဒိုတင်တာစစ်ဒါရီယာတိုက်ဆိုင်မှုတော့မဟုတ်ဘူးဗျာသူတို့စနေနေ့ကျတိဆောက်ထားခဲ့မှုရဲ့အသီးပွင့်တွေဖြစ်ပြီးဒီအသီးပွင့်တွေဟာပြည်သူလူထုထံခူးဆွစားသုံးမှုအစဉ်သိကျင့်စင်ပေးရတာပါဘာတွေခူးဆွစားမှာလဲကွာလူမျက်ကြော်မင်းက အောင်ပွဲပါဒီတက်တွေကစနိဒိယစစ်ပုံတကြားနဲ့သင်္นานဆင်းလာတာနဲ့တပြိုင်နက်တစ်ဖက်မှာထိုးစစ်တွေ equal to ထိုးစစ်ပဲစစ်ပုံကြားလာတဲ့အဓုကမန်တို့သင်္นานဆင်းလာတဲ့တက်တော်အသီးသီးသင်္นานဆင်းလာပြီးတကာလ equal to ထိုးစစ်ပဲသို့တော်တနိုင်ကန်လုံးအင်းနဲ့အားနဲ့ဒုနဲ့တဲနဲ့ထိုးစစ်ကြီးဆင်နွှဲမှာလားလို့မင်းရင်တော့လောလောဆယ်မဖြစ်နိုင်သေးဘူးလို့ပြောရအောင်အစင်းသိမရှိဘူး ကျွန်တော်တို့ကတချို့တနေရာလေးတွေကွက်ကွက်ပြီးကြည်ပြီးတော့ကျွန်တော်တို့စိတ်ပြတ်စိတ်တက်ကြနေလို့မရဘူးအစုံတိသွားမယ်လို့ယူရပြီးမလားတဲ့ဟိုပြက်မှာဓမရအတူအတူတောက်ရတောက်ရဗျာဒီတော်လန်ရေးကိုအစုံတိကြုံတယ်အဲ့တော့ဒီတင်တဲ့ဆင်းလာတဲ့တက်တွေကိုကျွန်တော်လေ့လာကြည့်တော့ခင်ဗျားတို့ချိန်နဲ့လိမ့်မယ်လို့ယူဆတယ်သိပြီးသားလို့လည်းယူဆတယ်ဒီတဲ့င်းတွေဖတ်ပြီးသားလို့လည်းကျွန်တော်ယူဆတယ်အဲ့ဒီမှာမှာ တရင်တွေကိုဖတ်တဲ့နေရာမှာတိတ်တိတ်ချာချာစိစိဆက်ဆက်ဖတ်ပါတေချာကြည့်ပါဗတ်တစိတ်ကအစယူနီဖောင်းအရာကောင်းအစယူနီဖောင်းအုတ်တုတ်စောင်းတာအစဖနက်ကအစခြေအစအကောင်းဆုံးတရင်တွေရဲ့စာသားတစ်ခုချင်းစီကိုလေးလေးနက်နက်ကြည့်ပါအပေါ်ရန်ဖောချေဖောလျှောအဲ့ချိန်မဟုတ်တော့ကျွန်တော်တို့၄နှစ်ကျော်၅နှစ်ဖြတ်တန်းပြီးပြီတော်ရင်နဲ့ပတ်သက်တဲ့အတွေ့အကြုံတစုံတရာကောင်းမှုစိုးမှုတွေကိုကျွန်တော်တို့ကန်စားခဲ့ပြီချက်တဲ့ကြငါတင်တင်တယ်ငါကြောင်စား တော်လန်ကြီးမှာဘသူတင်ကြံကြံမလဲဆိုတာဒီနေ့မကုန်ရင်အားလုံးအဖြေထွက်လိုက်အခုတော့ခုနပြောတဲ့အပုံနဲ့နေလိုင်းလိုင်းထွက်တာတွေတော့ရှိနေပြီဒါတော့ဒါလေးမပြောတော့ဘူးအဲ့တော့တပတ်မှာတင်တန်းနေဆင်းသူတို့ဒီကနေ့လည်းထပ်ပြီးတော့ကျွန်တော်တို့နေပြီးတော့ကျွန်တော်မန္တလေးလမ်းဟောင်းစခန်း၉ခုတပြိုင်နဲ့တိုက်တယ်စစ်တုံးပန်း၃ဦးရတယ်ရဲဟုတ်တဦးအပါ20မတန်ပေါ့နော်ကန်တော့အွန်ဝေးရတာတယ်ရခိုင်ရခိုင်ကကြောက်ဖြူကိုစစ်ဆိုင်တယ် ဗမော်ကတော့မပြီးသေးဘူး6လကျော်နေတော့ဒီအချိန်တွေမှာကျွန်တော်တော်လိုင်းရေးဘက်ကအင်အားစုတွေကတော့နိုင်ငံမှာတော်လိုင်းတွေမှာတချို့တွေပေါ့ဗျာနည်းနည်းပြဿနာတွေတော့ရှိနေမကြောက်တော့နော်အဲ့ဒါနဲ့ပတ်သက်ပြီးထပ်ပြီးတော့ဟုတ်ပြီမင်းတို့တော်လိုင်းရေးကတော့ဒါလုံးနေတယ်ဘယ်နေရာတွေဘုံကျဲတယ်ဗျာစစ်တပ်ကစစ်ကြောင်းဆွဲဒီနေ့ဆိုအရာတိုင်းလေးမျက်နှာမှာလက်သမားကြည့်ရအောင်စစ်ကြောင်းဝင်ဆွဲတယ် အာဂတ်တော်အီကအာဂတ်တော်အီဝင်ဝင်လာတယ်ဆိုတော့ဝင်လာတယ်ဆိုတော့တည်င်းကြောင်းရွာကိုဝင်စီးတာလက်သမားရွာကိုအဲ့တော့ဒလန်ဒီသတင်းပေးတွေအဲ့မှာအများကြီးရှိနေတယ်အေရော်ဒီတိုင်းမှာပသိန်လိုနေရာမျိုးဒလန်ဒီအများကြီးပဲနော်မယုံမရှိနေလက်ဗုဒ္ဓမအူဝင်ဒလန်ဒီအများကြီးပဲအဲ့တော့အာဂတ်တော်အီနဲ့ကျောင်းသားလက်ယုံအစရှိတဲ့ပူပေါင်းတက်တွေဟာ ။အရာတွေကိုစစ်ဆင်မှုဝင်ရောက်ပြီဆိုရင်အရင်ဆုံး scope တရင်ထောက်လန်းမှုနဲ့ဒလန်တရင်တရင်ပေးတရှုဒလန်တွေကိုအရင်ဆုံးထောက်လန်းပြီးမှတိုင်ပုံမြန်နေ။နော်။ဒီလောက်ဝေပြောခြင်းတယ်။အဲတော့လောကလောကထားကြည့်ရအောင်စစ်စင်ရင်းနေပြီတတ်မလိုက်ပြီ။အေယော်ဒီတိုင်းလေးမျက်နှာအိုင်တပြုတ်လက်သမားအနီးကလောကထားကြည့်ရအောင် ။ကုံလန်းအဝင်ထွက်တွေအလုံးပိတ်လိုက်ပြီးရေနှန်းကိုအစစ်စစ်တင်းကျပ်ထားတယ်။အိုင်ဒဘူးကကောင်တွေကစစ်တပ်ကခွေးတွေမျိုး စုဖို့ရိတ်ခါနေငွေကြေးထောက်ပံ့ပေးနေရတယ်သိရတယ်။အဲ့တော့တပတ်ကလည်းတမရယူးယူးနေတဲ့စစ်အာဏာရှင်အစိုးရဆိုတဲ့ကောင်တွေကတပတ်တပတ်မှာလည်းကိုကရမဲ့နေတဲ့နိုင်ငံရေးသမားတော်လိုင်းရေးသမားအပါဝင်နိုင်ငံသူနိုင်ငံသားအပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကို လောလောဆယ်ဘာမှအလုပ်ပေးနိုင်ခြင်းမရှိနေသေးတဲ့မျိုးကညီတို့ရေဆိုရလုပ်ပေးဖို့တော့သူစူးစမ်းတာတော့ရှိပါတယ်အဲတခါတလေတော့လွဲချော်တာလေးတွေရှိနိုင်တာပေါ့အစိုးရနေ့ရဲ့ကြားမှာပြာများနေတဲ့ငါတို့ပြည်ဘာဖြစ်နေလဲဆိုတော့ဒီနေ့လဲကူမှာဆိုရင်ချုပ်ဒီသတင်းနဲ့ဗီဒီယိုကြည့်ပြီးဖြစ်နေတယ်လဲကူမှာရက်ကွက်အုပ်ချုပ်ရေးမှုရုံးမှာရိုင်မှုမိမကအသက်62နှစ်ပဲမျိုးသမီးတူဝိုင်းရိုက် ပြောချင်တာကအနိုင်ကျင့်ပြီးနေမှုတွေပုံများလာတယ်။ကလေးကလေးချင်းအနိုင်ကျင့်တဲ့ဗီဒီယိုတွေအများကြီးထွက်လာတယ်။ကျောင်းသူမလေးကိုပါရတဲ့ဗီဒီယိုတွေအများကြီးထွက်လာတယ်။နော်။ဒါတွေကအကြောင်းမဲ့မဟုတ်ဘူး။ခေရဲ့စနစ်ရဲ့အခြေအနေတွေကြောင့်ဝင်းကျင်အသည့်ဝင်းကျင်အသည့်အရာလူတွေကြမ်းတမ်းလာတယ်။ဒီထဲမှာမှအတွေ့အကြုံအားနေတဲ့လူငယ်တွေကပို့ပြီးတော့ရက်ဆက်ကြမ်းတမ်းတက်လာတယ်။အမျိုးသမီးတွေဟာဒီပတ်ဝန်းကျင်အသည့်ရဲ့တုံ့ပြန်မှုကို ုတ်ပြန်မှုကိုလက်ခံတဲ့နေရာမှာလွယ်ကူတဲ့ယုံလွယ်တဲ့အမျိုးသမီးတွေမှာပို့ပြီးတော့ခစ်စနစ်ရဲ့ရိုက်ခတ်မှုတံကိုခံရတယ်။အဲ့တော့တုံ့ပြန်မှုတွေမှာဘယ်လိုကောင်းလဲ။ခက်မြန်မြန်ခက်တွတ်တုံ့ပြန်တာမျိုးကိုလည်းတွေ့ရတယ်။တချို့အမျိုးသမီးအတော်များများဆိုရင်လွယ်လင်းတကူနာမည်ကြီးတာတွေကိုအားကျတဲ့အမျိုးသမီးငယ်တွေနာမည်ကြီးတဲ့နောက်ကောက်ကောက်ပေါင်းလိုက်နေတာတွေ့ရတယ်။ တချို့အမျိုးသားငယ်တွေကြတော့ဘာဖြစ်နေလဲဆိုတော့တန်20နဲ့30ကြားလေးပေါ့လူငယ်တွေပေါ့မဆင်ပြေဘူးဆိုရယ်ပေါ့ပေါ့နေပေါ့ပေါ့စားစိတ်လေးတွေနဲ့ဖုံရောက်မပြတ်အထည်ရောက်မပြတ်ပေါ့ဗျာဒါမိုးလေးတွေတွေ့ရတကယ်တော့ဒီတိုင်းပြည်ကဘာလှုပ်လှုပ်သမင်းဆိုင်ရွံလွင်ကျွန်တော်ဘာမှမရနိုင်ပါဘူးတိုင်းပြည်တစ်ခုလုံးရဲ့စီးပွားရေးအကုန်လုံးကိုစစ်တပ်ဟာအကုတ်ခွစီးတာပြီးသားပါခမားကြိုက်တဲ့လောက်လှုပ် ထမင်းမဲစားရမယ်ကျန်တာကတော့ဘာမှမမြော်နေနဲ့တိုင်းပြည်ရဲ့အခွင့်အရေးမှန်သမျှအရင်ဇာတာမှန်သမျှစီးပွားရေးလုပ်ပိုင်ခွင့်မှန်သမျှစစ်တပ်ခွင့်မပြုရင်ခင်ဗျားတို့အိမ်ရှိပန်းအိုးတွေကหนีတော့မပိုင်ဘူးဒီအချိန်ကြီးပဲဒါပေမဲ့တပတ်မှာစစ်တပ်ဟာမြို့ပြကိုပြန်နော်ရန်ကုန်မန္တလေးပသိမ်မြကြီးနားအစရှိတဲ့မြို့ပြတွေတော်တော်များများကိုဒိန်းချုပ်ထားနိုင်အောင်တော့ကျွန်တော်တို့ညင်းမရဘူးဒီလိုပဲဒီနေ့ peace store ဆိုပြီးတော့လုပ်တယ်ပီစတော့2025တဲ့မင်းအောင်လိုက်ကခွေးစကားထွက်ပြောတယ် နော်အများကြီးပြောတာတွေရောချေချေဝေးတော့ပြောပြမနေတော့ဘူးအဲ့တော့လူပြောလူယုံခွေးပြောခွေးယုံပေါ့အဲ့ဒီမှာတက်တဲ့တော့စောမြာရာစာလင်းလို့တွေ့ရလို့ပြည်သူပါတီရဥကိုကိုကြီးတို့အဲနောက်ပြီးတော့ဟိုဒီပစ်တော့နဲ့ပတ်သက်ပြီးတော့ပေါ့ဗျာငញ្ញံရေးဆွေးနွေးပွဲပေါ့သူတို့ပြောချင်တာကတော့ဒါဘာလို့လုံးပြနေရလဲဆိုတော့စစ်တပ်အချောင်းဝင်လောက်တာမဟုတ်ဘူးဘယ်ကဆက်လာလဲသိလားရန်သူဘက်ကဘာတွေလုပ်နေလဲသိလား တော်လိုင်းသမားအပေါင်းကိုစစ်တိုက်တယ်လည်းတိုက်ရမှာဖြစ်တယ်လို့တပတ်မှာတော်လိုင်းသမားမှဒီနောက်တစ်ဆင့်ကနိုင်ငံသမားဖြစ်ပါတယ်တော်လိုင်းသမားဒီတိုင်းပြည်စနစ်ပြောင်းလဲရေးမှာတိုက်ပွဲဝင်တော်သူနိုင်ငံသမားဒီတိုင်းပြည်စနစ်ကိုပြန်လည်တည်ဆောက်မိသူအဲ့တော့တော်လိုင်းပြီးတာနဲ့တော်လိုင်းသမားတကယ်အရေးချင်းရှိတဲ့လူတွေကနိုင်ငံရေးနယ်ပယ်တွေကိုဝင်ရောက်ပြီးတိုင်းပြည်ရဲ့စီမံခန့်ခွဲမှုကိုလက်လွဲယူကြရမှာဖြစ်တဲ့အတွက်တောင်ပေါင်းစုံကတည်င်းတုံ့တက်မှု နိုင်ငံကအမြင်အာဆီယံမြင်ပထဝီနိုင်ငံရဲ့ geopolitics အစရှိတာတွေကိုကြားသမျှအချိန်တိုင်းမှာတည်ယူထားကြဖို့လိုပါတယ်။နောက်တစ်ချက်ကဂျန်ဘစစ်တဟာနောက်ဆင့်တက်လာပါတယ်။ဒီနေ့ပီစတော့ကိုကြည်ချင်းအဖြစ်ဒီကောင်းနေစစ်ရှုံးနေတဲ့အရေးအယောင်တွေကအများပြားတွေ့နေရတယ်။တပတ်မှလည်းမရှုံးကျင်အောင်ဆောင်ပြီးတော့ငင်းငယ်ရင်ငင်းငယ်ရင်တွေ့ဆုံဆွေးနွေးဆိုပြီးငွေဆောင်ဆွေးနွေးဝက်ကစချင်းမိုင်မှသည် နေပြီးတော့ဒီနေ့ peace talk လုပ်ပါတယ်အဲ့တဖက်မှာအိန္ဒိယတန်ယုံကတင့်တက်အဖွဲ့ဆိုပြီးတော့ဒီညမအသိပညာရှင်တက်ပညာရှင်တွေပေါ့ဗျာစန္ဒမင်းတို့အပါဝင်လူ၄50ယောက်လောက်ဖိတ်ပြီးတော့ခိုင်မောင်ရွှေတို့ပေါ့လဲပါတယ်ပြောတယ်ဆွေးနွေးကြရလို့ဆိုတယ်ဆိုတော့တချို့သောမျိုးဆက်နိုင်ငံရေးသမားကြီးတွေအပါဝင်ပေါ့ဗျာဒီပါတီနိုင်ငံရေးပိုင်းကလူတော်တော်များများကတော့ ်ငိမ့်ချရင်ပြီးသူလူလူနာနေပြီဆိုပြီးတော့လေတံပြစ်လာတာအခုဆိုရင်6လတဲ့ကိုရောက်လာပါတပတ်မှာဘတ်စစ်တက်ကလည်းရွေးကောက်ပွဲဆိုတာမျိုးလေးဆင်လာပါတယ်အဲ့ဒီငញ្ញမ်းရေးအဲ့ဒီတွစ်ဆုံဆွေးနွေးရေးဆိုတာအာဆီယံကလည်းအဲ့တိုင်းပြောရသလိုအမေရိကန်ကလည်းအဲ့တိုင်းပြောရပါတယ်တရုတ်ကလည်းအဲ့တိုင်းပြောရပါတယ်ဒါပေမဲ့ချီးကပ်တဲ့ရှုထောင့်တွေမတူကြပါဘူးအားလုံးကအကျိုးစီးပွားကိုအခြေခံတဲ့စစ်တပ်ကလည်းသူစစ်ရှုံးတော်ကိုကာကွယ်နိုင်ဖို့အတွက် သူအစိုးရဖြစ်ရေးအတွက်တပတ်ကတရုတ်ကလည်းသူ့အကျိုးစီးပွားကိုရက်ခံနိုင်ရေးအတွက်အစရှိနေဖို့ပဲနော်ရှင်းပြရရှိသွားမယ်။ဆောင်ရွက်ကြတော့တွေ့ရတယ်။ရန်သူဘက်ကနောက်တစ်ဆင့်တက်ဖို့စ조사နေပြီးရွေးကောက်ပွဲကိုတွားနေပြီ။ဒီမိနစ်ကုန်မှာကျင်းပမယ်။သူ6လပိုင်းနောက်တစ်4လ5လအတွင်းမှာလာမယ့်စွန်ပေါ့ဗျာစွန်စွန်လိုင်းတော့မှာမင်းရောက်လာရေးဖို့ကလာ6လတက်တမ်းမတိုးတော့ဘူးဆိုရင်တော့ ရွေးကောက်ပွဲ12လပိုင်းမှာချိန်တည်လုပ်ပါလိမ့်မယ်။ဒီရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်ရှုတ်ချကြဆိုတဲ့စာလေးထုတ်ယူနေ Zoom meeting လို့လက်သုံးချောင်းထောင်း interview ပေးုံနဲ့မရဘူးလို့ကျွန်တော်ခဏခဏပြောတာပါလေ။သို့တော့အဲ့ဒီမရခြင်းကိုသိတဲ့အတွက်လည်းဒီကနေ့တက်တွေ့တင်နန်းဆင်းလာပါပြီ။အဲ့ဒီမှာမှာတက်တွေ့တင်နန်းဆင်းနေမှာမှာအထူးခြားဆုံးဖြစ်တဲ့မောင်ဆောင်ခရဲ့ပွဲမှာလူစုံတက်ဆုံပါလို့တွေ့ရလေလို့ကျွန်တော်ကြည်ကြည်နေ။အခုအားလုံးဆောက်ခစီရောက်သွားချပြန်ပြီ။ပထမဘုန်းကဘုန်းက အဲဘုန်းကားကိုပဲ NUG ကလူတွေပါနေတဲ့ fan raising တွေလုပ်ကြတယ်ပြီးဘုန်းကားလည်းရန်ဖြစ်ကြပြန်ရောနောက်တော့ကိုဇွဲကိုဇွဲဆိုပြောကိုဇွဲကြကိုဇွဲနဲ့ရန်ဖြစ်တော့ကိုဇွဲမကောင်းတော့ပြန်နောက်တော့ဗာလဲရေဘလူးရေဘလူးဆိုပြီးလုပ်ကြပြန်ရောအခုရေဘလူးလည်းတော်မယ်အခုစောင်းခတ်စီရောက်သွားပြန်အဲဆိုတော့ကျွန်တော်တို့ NUG အစိုးရဖွဲ့ရတော့လေယူရရိမ့်နေမူဟာရနဲ့ဒီပုံစံနဲ့ရှစ်ဆက်လို့မရပါဘူးခိုင်မာတဲ့ယုံကြည်ချက်မူဟာရနဲ့ သွားရပါလိမ့်မယ်အခုကအင်အားနည်းနည်းရှိတယ်နည်းနည်းနာမည်ကြီးတယ်ဆိုရင်ကျွန်တော်တို့ NUG ကပြည်ပြည်သွားပြီးတော့အတုံးချတာလားမွေးတာလားအတူပူပေါင်းဆောင်ရွက်တာလားမသေးခွဲတဲ့အပြုမူတွေတော့ကျွန်တော်တို့တွေ့ရပါတယ်ပူပေါင်းဆောင်ရွက်မယ်ညီညွတ်ကြဖို့စ조사တယ်ဆိုရင်တော့အကျွင့်မဲ့လက်ခံပါတယ်သို့တော့ NUG အတွက်ပူပေါင်းဆောင်ရွက်တာမဖြစ်စေချင်ပါဘူးတိုင်းပြည်အတွက်လူလူအတွက်တော်လှန်ရေးအတွက်ပူပေါင်းဆောင်ရွက်မှုကိုရှေးရှုစေချင်ပါ DNL နဲ့ NUG နဲ့ပူးပေါင်းဆောင်ရွက်ရင် DNL ကလည်းသူ့အတွက်သူပူးပေါင်းဆောင်ရွက်မယ် NUG ကလည်းသူ့အတွက်သူပူးပေါင်းဆောင်ရွက်မယ်ဒီတော်လိုင်းအတွက်ဘာမှမပိုင်တော့အဆင်ပြေ NUG နဲ့ KAI နဲ့ဒီတိုင်းပဲ NUG နဲ့ AA နဲ့ဒီတိုင်းပဲအဲ့တော့မိဒီအတိုင်းကြီးရဲ့လက်နက်ကိုင်အဖွဲ့စည်းနိုင်ငံရေးအဖွဲ့စည်းတော်လိုင်းရေးအဖွဲ့စည်းလူပုဂ္ဂိုလ်တယောက်ချင်းရဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့ဗဟိုပြုမှုတည်မူဝါဒရာတော်လန်ရေးကိုဗဟိုပြုတဲ့မူဝါဒမျိုးဖြစ်တင်ပါတယ်ဖြစ်ရပါလိမ့်မယ် ူနဲ့တိတ်ရင်နေရာတွေပေးတယ်အန်ယူဂျီရဲ့အချင်းသူနဲ့တိတ်ရင်ပွဲထုတ်တယ်သူနဲ့တွေ့ရင်အကုန်သူနဲ့တိတ်ရင်အကုန်လုံးကောင်းနောက်နေ့စမတဲ့တာနဲ့အဲ့ဒီမှာအကောင်ပုံးတွေအကောင်တူတွေထွက်လာပြီးတော့တက်တနာရှာပါလီရောဒီအချင်းကိုပြင်ပါအဲ့ဒီမိုကရက်တစ်အချင်းကြံမဟုတ်ဘူးလို့နိုင်ငံရေးသမားစစ်စစ်ကျင့်ဝတ်နေကြတဲ့လူတွေရဲ့အလုံးလုံးဝမဟုတ်ဘူးနော်တခြားတိုင်းသားအရာဦးတွေကိုလည်းမြစ်တာရက်ခံကြတာက အမျိုးသားလွမြောက်ရေးတိုက်ပွဲများကိုကျွန်တော်တို့အပြည့်အဝထောက်ခံတယ်။သို့တော့အမျိုးသားလွမြောက်ရေးမှသည်ပြည်သူလွမြောက်ရေးတိုက်ပွဲစီတို့ကျွန်တော်တို့ PDF လူငယ်တွေနဲ့အတူချစ်တလာခဲ့ပေးပါ။အဲ့တော့မြို့သားလွမြောက်ရေးတိုက်ပွဲကိုဆင်နွှဲလာခဲ့တဲ့နှစ်ပေါင်းဂျာဇုနှစ်တစ်ခုစာလောက်ချီခဲ့ တရင်တပ်ဟိုတိုင်းသားအီအောက်တပ်ဖွဲ့ကြီးတွေလည်းအားလုံးသိပြီးသားဖြစ်မှာအဲ့ဒီမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကိုတယောက်ချင်းတဦးချင်းတဖွဲ့ချင်းဆင်နွှဲနေတာနှစ်ပေါင်းယာပါယာကြီးနေပြီမယာဘူးနော်မယာဘူးနော်ဆိုတာကိုသိပြီးပါမျိုးသားလွတ်မြောက်ရေးတိုက်ပွဲစီမသည်ပြည်သူလွတ်မြောက်ရေးတိုက်ပွဲပြည်သူလွတ်မြောက်ရေးတိုက်ပွဲမှသည်နိုင်ငံတော်တိဒါရီယာမူဝါဒနဲ့ဆင်နွှဲကြသွားကြဖို့လိုပါတယ် အဓိကလေယူရမရင်ကြပဲခိုင်မာတဲ့ယုံကြည်ချက်မူဝါဒကိုအခြေခံတဲ့တော်လိုင်းလုံဒီလုံဟန်တွေကိုချက်ချင်းမဆိုင်ပြင်ဆင်ဆောင်ရွက်ပါဖက်စစ်တပ်ကပြင်နေပါပြီနိုင်ငံရေးလည်းပြင်လို့စီရေးလည်းပြင်နေပါပြီအဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေထဲမှာမှလူငယ်လူလက်ခေါင်းဆောင်တွေထွက်ပေါ်လာတာကိုကျွန်တော်တို့တွေ့ရတယ်ဥပမာဆိုရင်ကျွန်တော်တို့တပ်တွေထဲမှာဆိုရင် PLA PPLA နော် PNR တွေ စနစ်ကျတဲ့စုဖွဲ့မှု MDY PDF အစရှိတဲ့လူငယ်လူလက်ဥဆောင်တဲ့စနစ်ကျတက်တယ်များလာတယ်များလာတယ်လို့တစ်ဖက်မှာလည်းလူငယ်ကောင်းဆောင်နေ MDY PDF ကတော်တော်စိုးသူပါဆိုလိုမျိုးစောင်းခါလိုမျိုး PLD ကလူငယ်ကောင်းဆောင်နေအများကြီးရှိတယ်မပြောသေးဘူးသူတို့လိုမျိုးနော်နောက်ဘုံမိုက်ခဲလိုလိုမျိုးတွေလူလက်လူငယ်ကောင်းဆောင်တရည်ရည်တက်လာ အချိန်ကြီးကပြထန်းလာတာတော်လရင်ကိုသွေးတက်လောင်းနေဆိုတာဟာလူလောက်ဆရာမလူပဲအချိန်ကြီးကပြထန်းလာတာတွေကိုမြင်အောင်ကြည့်ပြီးပါဒါကြောင့်မို့တော်လရင်လည်းတစ်ဖက်မှာဆောင်ရင်တစ်ဖက်မှာကိုယ်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးစီးရေးပတ်သက်မှုနိုင်ငံရေးအိမ်ကြီးနိုင်ငံများရဲ့အခင်းချင်းကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အခင်းချင်းကိုလည်းမျက်ခြေမပြတ်လိမ့်လာရလိမ့်လာထားချရလိမ့်မယ် ိုင်းပြည်တစ်ခုလုံးကိုမင်းတို့မျိုးဆက်လက်ထဲပေးလိုက်ချင်တာဆက်လက်တည်ဆောက်ပြီးဆက်လက်စီမံခံကွက်ပြီးတိုင်းပြည်ကိုလူမျိုးကိုကမ္ဘာလေမှာဝိတ္တရောက်စူးစမ်းမှာငါညီတို့ငါအကူလို့ပဲပြောလို့ပါတယ်ညီကုန်းနေနဲ့လက်စစ်ကားတွေလောင်နေပြီညို့သိလားရန်ကုန်မှာလက်စစ်ကားဝယ်ထားလို့မှန်သမျှခွက်ခွက်လန်အောင်ရှုံးမယ်ဆိုတဲ့အကြောင်းတဲ့တယ်ပြောလိုက်ပါတယ်ဘာကြောင့်လဲဘယ်အတွက်ကြောင့်လဲရှင်းပြမိတော့ လက်ရှိကနေပတ်သက်ပြီးအနိတိအေလာနိတနိတလက်ရှိကတစ်ခုလုံးဖယူဖယဲဖြစ်နေတာပဲအလုံးကြားပြီးဖြစ်တယ်လို့တပတ်မှလည်းလက်ရှိကမှန်သမျှနေပါရေွက်ပြူလဲမှုကြီးနဲ့တရုတ်ပြည်မှာရင်ဆိုင်နေကြရပါတယ်တရုတ်ပြည်ရဲ့ကြရက်ဟာဗမာပြည်ကိုတိုက်ရိုက်ရက်ခတ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တော်လိုင်းရဲဘော်ညီကိုတွေထဲမှာတော့လက်ရှိကဝယ်စည်းနိုင်တဲ့လူတော့မရှိပေမဲ့ကိုနဲ့မဆိုင်တဲ့ မဆိုင်လို့နေပြီးလက်ရှိကတဝီဝီစီးလို့မိထလောင်နေသူတွေကိုအမှားစကားပါလို့တာကခင်ဗျားတို့အဲ့ဒါကြီးဖြစ်နေတာလीခင်ဗျားတို့အခုလုံးသမျှရှုံးနေတယ်လုံးသမျှမအောင်မြင်နေစစ်ဆိုလဲရှုံးနေစီးပွားရေးမှာလဲခွက်ထိုးခွက်လန်နေနိုင်ငံရေးမှာလဲခွေးကြက်မှာပဲလူကြောင်းအဲ့ဘာဖြစ်လို့ဒီကပြည်သူကျိန်စာတင်နေတာရှင်းလားဒီညတော့ဒီလောက်ပဲအားလုံးကျေးဇူးတင်ပါတယ်